။ရှေးရှေးတုန်းကကြီးကန်းကြီးအကိုနှစ်ကောင်ရှိခဲ့ဘူးတဲ့။သူတို့ဟာပျော်ပျော်ရွှင်ရွှင်အတူနေထိုင်ကြတယ်။တနေ့တော့ကြောက်မက်ဖွယ်ကောင်းတဲ့မုံတိုင်းကြီးတစ်ခုတိုက်ခတ်လာတယ်။မုံတိုင်းတန်ကြောင့်ညီကိုနှစ်ကောင်ဟာတကောင်နဲ့တကောင်ဝေးကွာသွားကြတယ်။ကန်ဂျမာကသူတို့ကိုမတူညီတဲ့နေရာတွေစီပို့ဆောင်လိုက်တယ်။ အကိုကြီးကြီးကန်းကကြပြတွေရဲ့အတိုက်မြုံနာကိုရောက်သွားတယ်။ကြပြတွေကသူ့ကိုငွေမြူဆောင်ရှောက်ကြတယ်။သူဟာဒါပြတွေရဲ့ကြမ်းတမ်းတဲ့စကားတွေခိုးဝှက်တဲ့အကျင့်တွေကိုတင်ယူရင်းကြီးပြင်းလာခဲ့တယ်။သူ့ရဲ့အပြောဆိုအပြုမူတွေဟာကြပြတွေနဲ့ထက်တူနီးပါးဖြစ်လာတယ်။ကြမ်းတမ်းပြီးရိုင်းဆိုင်တဲ့ကြီးကန်းတကောင်ဖြစ်လာခဲ့တယ်။ ညီငယ်ကြီးကန်းကတော့ရတိတွေတရင်သုံးတဲ့အကြောင်းတင်ခန်းနာကို ရောက်သွားတယ်။ရတိတွေက သူ့ကိုတနာပြီးစောင့်ရှောက်ကြတယ်။သူဟာရတိတွေရဲ့နူးညံ့တိမ်မွေးတဲ့စကားတွေကောင်းမွန်တဲ့အကျင့်တွေကိုသင်ယူရင်းကြီးပြင်းလာခဲ့တယ်။သူ့ရဲ့ပြောဆိုအပြုမူတွေဟာရတိတွေလိုပဲယဉ်ကျေးတိမ်မွေးလာတဲ့သဘောကောင်းပြီးစိတ်ထားဖြူစင်တဲ့ကြီးကန်းတကောင်ဖြစ်လာခဲ့တယ်။ နှစ်ပေါင်းများစွာကြာပြီးနောက်ညီကိုနှစ်ကောင်ဟာမမျော်လင့်ပဲပြန်လဲစုံစည်းကြတယ်။သူတို့ဟာတယောက်ကိုတယောက်မှတ်မိကြပေမဲ့သူတို့ရဲ့ပြုမှုတွေကလုံးဝကွာခြားနေတယ်။အကိုကြီးကစန်းတန်းတဲ့စကားတွေပြောဆိုပြီးရန်လိုနေတယ်။ညီငယ်ကတော့နူးညံ့တဲ့စကားတွေပြောဆိုပြီးယဉ်ကျေးစွာဆက်ဆံနေတယ်။ဒီပုံမြင်ကနေတင်ငန်းစာယူရမှာကတော့ လူတယောက်ရဲ့စိတ်တက်နဲ့အကျင့်စာရိတ်တာဟာသူကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့ပေါင်းသင်းတဲ့မိဆွေအပေါ်မှာအများကြီးမူတည်နေတယ်ဆိုတာပါပဲ။ကောင်းတဲ့ပတ်ဝန်းကျင်နဲ့ပေါင်းသင်းရင်ကောင်းတဲ့သူဖြစ်လာပြီးမကောင်းတဲ့ပတ်ဝန်းကျင်နဲ့ပေါင်းသင်းရင်မကောင်းတဲ့သူဖြစ်လာနိုင်ပါတယ်။